ဲ့ဒီခင်ဗျားတို့၆ပေါင်းတော်တွေမှာငလင်လုတ်တဲ့လူမပါဘူးလားငလင်လုတ်သွားတဲ့ကလေးတွေမပါဘူးလားအဲ့ကလေးတွေကဘလို့ပုံစံနဲ့ခင်ဗျားတို့ဆောင်းဖို့ပဲလာဖျားပါလားခင်ဗျားတို့အုံနောက်ထဲမှာချီးပဲကြီးတယ်ဒါရှိကြီးတစ်ချက်မပေါက်ရဲဟုတ်လားပြန်ရပါဟုတ်လားဟမ်မအေးလူဇော်ဘွေးဆိုတဲ့ကောင်ဟမ်နွားဟယ်လိုချရမီဝပီတိုနီကိုမော်နမများအားလုံးပဲမင်္ဂလာပါ news bit channel ကနေပြန်မချိုးဆိုလိုက်ပါရစေ 2025ခုနှစ်ဧပြီလ24ရက်နေ့ရက်ကျွန်တော်တို့ချက်တပရီနေ့မှာပြန်မနောက်ဆုံးချက်တဲ့တော်လန်တရင်းကောင်းတွေမကြည့်ခင်မှာဒီဗီဒီယိုဆက်ဆုံးကြည့်ရှုပေးကြမယ်မျိုးအပီတူတွေအနေနဲ့နေကောင်းကြမှာလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အယိုးဆုံးအနေနဲ့ကျွန်တော်ခါတိုင်းလိုပဲတရင်တူလေးတွေကြည့်လိုက်ရအောင်နော်ပရမဆုံးတရင်တဘို့အနေနဲ့ကတော့စကိုင်းတိုင်းစကိုင်းမြို့ပေါ်ကနေပြီးတော့မင်းကိုနေတာကိုတောက်ဆောင်းမှုရပြီးပြန်လာတဲ့ပြူစော်တီတွေလိုက်ပါလာတဲ့ကားကိုပြခတိုက်ခိုက်ခဲ့လို့ပြူစော်တီကောင်းဆောင်နေလင်းရဲဘော်ကြီးရဲ့ပါဝင်ခေါင်းအုပ်တည်ဆုံးခဲ့တဲ့ဆိုတဲ့တရင်ကောင်းလေးပဲဖြစ်ပါတယ် ဧပြီလ20ရက်နေ့မှာစကိုင်းမြို့ပေါ်ကနေပြီးတော့မင်းကိုနေတောင်မိုးနေပွဲကနေတောက်ဆမှုယူပြီးတော့မှကားနဲ့ပြန်လာတဲ့ပြူစောထီးတွေကိုတလိုင်းတစ်ဖွဲ့ဝင်နေနေပြီးတော့မှမင်းကိုနေတာတနေရမှာဖြစ်ခတ်တိုက်ခိုက်ခဲ့လို့ပြူစောထီးကောင်းဆောင်ပါဝင်ပြူစောထီးခုနကိုတည်ဆုံးခဲ့ပြီးတော့မှသူတို့လိုက်ပါလာတဲ့ကားပေါ်မှာနှုတ်တာလို့မြောက်ခဲ့ပြီးတော့မှကြမ်းရှိတဲ့လူအားလုံးတည်ဆုံးပြီးကားကိုလည်းမိရှုရှင်းလင်းခဲ့တယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်တကယ်တော့တရင်ကောင်းလေးပဲเนาะကျွန်တော်ခုဆိုရင်တော့ဒီလိုမျိုးပြူစောထီးဖွဲ့တွေရာဆိုရင်တောင်းကျနေတဲ့အချိန်မှာဘယ်နေရာတော်တော်တော်လိုင်းတစ်ဖုံနေရဲ့ တခိုက်ချင်းမုံရှင်းလင်းချုပ်ခံရတယ်ဆိုတာလည်းဒီကောင်တွေသိတာမို့လို့ဒါကတော့နောက်ထပ်လာမယ့်ပေါ့နော်ပြူစော်ဒီနဲ့စစ်ကောင်စီတောက်တိုင်တွေအတွက်တတိပေးခေါင်းလောင်းတာမဲ့ဖြစ်ပါတယ်နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ကရင်ပြည်နယ်တမဟာ6နယ်မြေတွင်းမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့မှတော်လိုင်းတက်တွေရနေပြီးတော့မှစစ်ကောင်စီရဲ့ရင်ခွဲတောင်စခန်းပေါ်ဝင်တပ်စခန်းအချို့တင်ပတ်ရရှိထားပြီးတော့မှကော့ကရိတ်မြို့နယ်မြို့ကိုလည်းဝင်ရပိတ်ဆို့ထားတဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ် တော်လိုင်းပွားတရရဆိုရင်ကော်ကရိတ်မကိုဝင်းရံပိတ်ဆို့ထားပြီးပြီဆိုပြီးတော့မှအဲ့ဒီ data က PDF တရမှုသူကနေပြီးတော့မှပြောဆိုထားတာပေါ့နော်ကျွန်တော်တို့မြို့ကိုပတ်ဝိုင်းထားတဲ့နောက်ပြီးတော့မှသူတို့ရဲ့ရိတ်ခါလန်းကြောင်ခဲရန်လန်းကြောင်တွေကိုလည်းအဓိကဖျက်တောက်လိုက်ပြီးဆိုပြီးတော့မှပြောဆိုထားတာဖြစ်တယ်ဆိုတော့အခုဆိုရင်ကော်ကရိတ်မြို့ကဆိုတော့တော်တော်လေးကိုစီးရေးချင်းနေတင်းမာနေတာ ပြီးတော့မှ channel လက် channel ဒီတော်လိုင်းရေး PDF ပူအောင်တဖို့နေရတယ်ပြီးတော့မှစစ်ကောင်စီတဖို့နေနဲ့သူတို့ရဲ့ထောက်ပို့လမ်းကြောင်းတွေကိုဖျက်တောက်ထားတာမလို့ကျွန်တော်တို့မကြခင်မားတော့ပါတော့ မျိုးသိမ့်တိုက်ပွဲတွေတော့ညစ်ထပ်ပုံပြမပြင်းထားလာဖို့ရှိတာဖြစ်ပါတယ်ပြီးတော့တရလုံးနေနဲ့ကျွန်တော်တော်လိုင်းတဖို့အနေနဲ့သူဒီလိုမျိုးအရေးကြီးခါနာရဲပေါ့နော်တိုက်ပွဲချင်းတွေမှာကိုရဲရန်နေနဲ့ပူပေါင်းမိုးလုံးနေပြီဆိုတဲ့အကြောင်းလည်းဒီနေ့ခါနဲ့ထပ်ပြီးတော့မှပြောလို့ပါတယ်ကဲကျွန်တော်ဒီနေ့မနေ့ပထမဆုံးအနေနဲ့ကျင်းပါကတော့ ကျွန်တော်ခုဆိုရင်အေးနဲ့ပွန်တဖို့နဲ့တိုင်းတုံတိုင်းစစ်စင်ရဆိုရင်ရော်ရီတိုင်းထောက်တဖြည်းဖြည်းဝင်လာတဲ့နောက်ပိုင်းမှာအနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိတဲ့ပသိမ်မြို့မှာစစ်ကောင်စီအနေနဲ့ဘယ်လိုမျိုးတွေပြင်ဆင်နေလဲဆိုတာကိုဆရာလူမျိုးကျော်နဲ့ပြမတိချာရှင်းပြထားတာဖြစ်ပါတယ်ဆရာလူမျိုးကျော်ဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်ဆက်ကြည့်လိုက်ရအောင်နော်ပသိမ်မှာဘန်ဂါရီဆောက်ပြီးအကြောက်ကြီးကြောက်နေတဲ့ဖက်စစ်တပ်အကြောင်းကျွန်တော်လူစုံလုံးရှင်းပြပြသည်ဗျပသိမ်တိုင်းစိုးရရုံနဲ့ရဲစခန်းတက်ရင်းနေမှာဘန်ဂါကတော့ချင်းတွေကိုဧပြီလအတွင်းအခိုင်အမာဆောက်ထားပါ ာဖြစ်လို့လဲလို့မေးကြည့်တော့အာခတ်တက်တော်နဲ့ပူပေါင်းတက်တွေပသိမ်မြို့ကိုဝင်ရောက်ဖိုးစစ်ဆင်တိမ့်ပိုက်မယ်ဆိုတဲ့သတင်းတွေကြားလို့ခံစစ်ပြင်းတယ်ပေါ့လူကြောက်အောင်ပြောတာအမှန်ကသူတို့ကြောက်နေတာသူတို့ကြောက်နေတာသူတို့မကြောက်လို့မရဘူးလေကျွန်တော်တို့အာခတ်တက်တော်အေနဲ့ပူပေါင်းတက်တွေမှာဖြောက်တည်နေဗျာဟွန်းဖြောက်နေအပြင်နှလုံးသားလေးကတော်လင်ကြီးဘက်ကိုယုံကြည်တဲ့ယုံကြည်ချက်ပါပါလာသေးတယ်ပေါ့ဘယ်တော့မှဘယ်တော့မှ တော်လိုင်းတက်ဖို့နိုင်ဖို့ရှောင်လို့တော့စစ်ကူးမိနေလို့တက်သွင်းပြောကြားချင်ပါသေးတယ်။အဲ့တော့ပသိမ်မြို့ကိုဂျက်ဖိုက်တာတွေဝိုင်ရွေးနေတဲ့ဂိတ်ပတ်ပြန်နေတာညာတိုင်းဒရုန်းတွေနဲ့ကင်းနေပတ်တဲ့ညာတိုင်းကောင်းကောင်းကိုမအိတ်နိုင်ဘူး။ကရုတ်ချင်းတွေဘန်ကားတွေကိုပသိမ်ရဲ့လမ်းဆုံလမ်းကွာတွေတိုင်တရားယုံနေအေယာရှိဝါခမ်းမာတွေဒီနေရာတွေမှာတိတ်ဘန်ကားတွေနဲ့နှစ်ထပ်ဘန်ကားအုပ်တွေနဲ့ဘာမှဆောက်မပြီးပသိမ်ကိုခံစစ်ပြေနေရပြီမြို့။ဟဲ့ဘောမာတွေမင်းတို့ပြောတော့မြို့တစ်မြို့လောက်ဘိတ်ပြပါအောင်ဆို။ဟွန်း ပြောရင်စီတောင်းလိုက်ထားလိုက်တော့အဲ့တော့ yes ကတခုမှတန်ခါ၅ခုတက်မနေစောင့်နေတယ်လို့ကျွန်တော်သိရတယ်။ကန္နာရေကင်းစခန်းမှာလည်းဘယ်တန်ခါ၅ခုရှိနေအမတ်၆အခြေခံလေ့ကျင့်ရတဲ့စတာခါ၆ရွှေမြင့်တင်မှာအေဘယ်20နှစ်နဲ့နန်းပိုင်းကတတတက်တယ်။တလတာတင်နှမ်းပေးမယ်လို့သိရတဲ့အတွက်အဲ့ရွှေမြင့်တင်ကိုဝင်များတိုက်မလားလို့စိုးရိမ်မှုတွေလည်းရှိနေပါတယ်။အဲ့တော့ပသိမ်မှာရေရှည်မထားဘူးတင်နှမ်းသားတက်တယ်ကိုတင်နှမ်းပေးပြီးရခိုင်စစ်မြေနာအနီးဆက်ဆုံးဆိုရင်တာပေါင်းရွှေတောက်ရံ စစ်မျက်နှာတွေကိုပို့ဆောင်ရလို့ကျွန်တော်တို့သိရတယ်။အဲ့တော့ဒါအီယော်ဒီခင်းချင်းမှာအီယော်ဒီမှာဖက်စစ်တပ်တော်တော်ဖျော်ဖျဲဖြစ်နေပြီးဖက်စစ်တပ်ထဲမှာတကြောင်းကိုတိုက်ပဲရှိတော့တယ်လို့ကျွန်တော်တို့သိနေရတယ်။ဒါကြောင့်မို့အာခတ်တပ်တော်အီယာညောင်ကျိုးညောင်ကျတော့အုတ်ရှိပင်တကြောင်းကိုစစ်ထောက်ထားပြီးအီယော်ဒီကဘယ်လန်းစီကဝင်လာပြီးအီယော်ဒီကိုတိမ့်ပိုက်မလဲဆိုတော့ကတော့အင်မတန်စိတ်ဝင်စားဖို့ကောင်းပါတယ် ဒီမှာဆရာလူမြတ်ကျော်ပြောထားသလိုပဲအေးနဲ့ပွန်းတဖို့နဲ့ထိုးစစ်တွေဆိုတော့ကျွန်တော်တို့ပတိမျိုးဟိုဘောနော်ရောက်ရှိဖို့စကောင်စီကနေမြို့တော့ခါမမှုတွေရှိလာတဲ့အတွက်ကြောင့်မလို့ခုဆိုရင်လည်းသူတို့အနေနဲ့ကရိုချင်းတွေတူပြီးတော့မှမန်ဂါရီတီဆောင်နေတယ်လို့ကျွန်တော်တို့ကြားရတာဖြစ်တယ်။တစ်ဖက်မှာစကောင်စီအနေနဲ့စူထန်တန်စင်းတွေကိုလည်းသူတို့ကနေမြို့တော့ရခိုင်စစ်မြေပြင်တွေခုဆိုရင်ဂျန်နက်ပေါ့နော်ကျွန်တော်တို့ရခိုင်နဲ့ထိစပ်နေတဲ့နေရာတွေတော်တော်ပို့ဆောင်နေတာမလို့ ဒီလိုမျိုးထပ်ပြီးတော့မှလုံးမဲ့ဆိုတော့ဒီကောင်တွေရဲ့စစ်စခန်းတွေပြီးတော့မှသူတို့ရဲ့စစ်ဌာနချုပ်တွေကဆိုတော့ဒီနေ့ထဲမှာအပြီးပိုင်ကျွန်တော်တို့တော်လိုက်တဖို့နေရနေပြီးတော့မှတင်ပိုင်းနေဖို့အချိန်ကြီးကောင်းနေတာပဲဖြစ်ပါတယ်ကျွန်တော်မကြခင်မှာတော့ပြည်သူတွေမျောလင့်နေတယ်ပေါ့နော်တရင်ကောင်းတွေနဲ့ပတ်သက်ပြီးတော့မှအေးနဲ့ပုံတဖို့ဝင်ရနေပြီးတော့မှတပြီးတော့မှယူဆောင်လာလိမ့်မယ်လို့မျောလင့်ရတာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘောတွေနဲ့ကတော့ဘောမချော်ဆိုးကနေပြီးတော့မှခုဆိုရင်လာရှုမျိုးစစ်ကောင်ဆက်နေပြီးတော့မှပြန်လည်ထင်းချုံနိုင်တဲ့ပုံမှာအန်ယူဂျီကိုဘယ်လိုမျိုးအချောင်ပြောဆိုထားလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော် ဒီဒီနိုင်ငံတော်ရဲ့ခွင့်ပြုချက်မပါဘဲနဲ့သူတို့ KIA ရဲ့ KIA ရောင်းချတယ်ကဘာမှမဝယ်ဘူးလို့တရုတ်ကအဲ့ဒီလိုလည်းမရှိဘူးတရုတ်ကအဲ့ဒီလိုရက်တည်တာတရုတ်ကတော့ခင်ဗျားတို့မြင်အောင်ပြောမယ်ဆိုမြင်ကောင်းတစ်ဖက်ဟိုဘက်လည်းစားမယ်ဒီဘက်လည်းစားမယ်အဲ့ဒီဂျားထဲမှာသွားနေရတာအဲ့ဒီဂျားထဲမှာသွားနေရတာလက်နက်ကိုင်အဖွဲ့တွေကခင်ဗျားနာဆာကနဲ့နိုင်ငံတော်နဲ့ဟိုတရုတ်ကိုဘယ်သူကြောက်လဲလို့မေးလိုက်ဘိုးကောင်တွေကခင်ဗျားတရုတ်ပဲကြောက်တာဘာကြောက်လဲဆိုတော့တရုတ်ပေးစာကန်းစာစားနေရတာသူတို့တော့အသုံးပြုတဲ့ငွေကတရုတ်ငွေသူတို့ကုန်သွယ်မှုပြုလုပ်တာကကျွန်တော်တို့ဒီဘက်ကဘိုးအစိုးရမဟုတ်ဘူးသူတို့ကုန်သွယ်မှုပြုတာကတရုတ်အစိုးရနဲ့ကုန်သွယ်မှုပြုလုပ်တယ် ခင်ဗျားတို့တရုတ်မြန်မာနယ်စပ်တကြောမြင်ကြည့်လိုက်ဥပက KIA အဲ KIA ရဲ့ခင်ဗျားသူနယ်စပ်ထောက်ပေါက်တွေမှာသူတို့ရှိတယ်တရုတ်နဲ့ပဲသူတို့အမိကိုပြုတယ်အဲကြောက်စိနေတူတယ်ပြီးရင်ကျွန်တော်ပင်းနေတူတယ်ရလာတဲ့ဟာလေးပြီးရင်ကျွန်တော်တို့မြေရှားတက်ထူတွေရလာတဲ့ဟာတရုတ်ကဝယ်တယ်တရုတ်ကရောင်းတယ်သူတို့ပတ်စံတွေရတယ်အောက်ကိုဆက်ဆဲအောက်ကိုဆက်ဆဲခင်ဗျားအဲ့မှာလက်နက်ကိုင်ဖွဲ့တယ်ခင်ဗျား TNL လို့ခင်ဗျား AA ဆိုလဲထုံနီးတူပါပဲနော်အကုန်လုံးကတော့ခင်ဗျားတရုတ်ရဲ့မွေးစားသားတွေပဲခင်ဗျားတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေမြမငိုင်းငိုင်းနဲ့ပတ်သက်တရုတ်လက်ထက်မှာတော့တချောင်းရှိတယ်အဲ့ဒီလိုပဲကျွန်တော်တို့ဒီလက်ရှိဒီနိုင်ငံတော်ရဲ့လက်ထက်မှာတော့တွေများစွာရှိတယ်အဲ့တော့လာရှိုးရဲ့အခြေအနေတော့ကျွန်တော်တို့နှစ်ဖက် တစ်ဖက်ကျွန်တော်နိုင်ငံရေးကစားကွင်းကြီးပေါ့ဗျာအဲ့တော့အဲ့လိုအခြေအနေတွေဖြစ်တယ်ဘာဖြစ်ဖြစ်ကျွန်တော်ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့အခြေအနေကကျွန်တော်အရွေးတစ်ခုရောက်လာပြီအရွေးတစ်ခုရောက်လာပြီကျွန်တော်ကြီးတစ်ချက်မှဖောက်ဆရာမလို့ပဲနဲ့ဒီလာရှိုးမြို့ကိုတက်မလို့ပြန်ပြီးတော့ဒါဝင်ရောက်လာတာကလည်းဒါကဝမ်းသာစရာကိစ္စလေးတစ်ခုဖြစ်တယ်အဲ့ဒီလိုကိစ္စမှာမကျေနပ်တဲ့အုပ်စုတစုဖြစ်တယ်အဲ့ဒါက NUG NUG ကမကျေနပ်ဘူးဘာကြောင့်လဲဆိုတော့အဲ့ဒီရဲ့ဒီတိုက်ပွဲမှာတစ်ဖက်တိုက်ပွဲမှာကျွန်တော်တို့ဒီကိုကမ္ဘကနေပြီးတော့ PDF တွေဝင်တိုက်တယ်။ဗမာကုံလုံးတွေဝင်တိုက်တယ်။များစွာသေတယ်များစွာဒုက္ခိတဖြစ်တယ်။အတူတွေဖြစ်တယ်အကန့်တွေဖြစ်တယ်အများကြီးပဲ။ အများကြီးဖြစ်ခဲ့တယ်။လက်ရှိတော့ဗျာဒီကိုကန်းကိုကန်းကကျွန်တော်တို့တရုတ်ရဲ့ဂျောင်းဝင်စစ်ဆေးမှုရလာရှိုးပြန်လွှဲပေးတယ်။အဲ့လိုပဲကျွန်တော်ကိုကန်းကသူ့နေရာသူပြန်သွားမယ်။ဒီကျွန်တော်တို့ဒီရှမ်းမြောက်ဒေသလမ်းမှာသူတို့ထိချုပ်ထားတဲ့နေရာတွေသူပြန်ပြီးဆုတ်ခွာမယ်။တက်ကပြောင်းဝင်မယ်။အဲ့တော့တက်ကတော့ကျွန်တော်တို့ဒီတက်ပလိုကတော့တစ်ဖက်တစ်ဖက်တက်ကကျွန်တော်နိုင်ငံရေးနီးလန်းနဲ့သွားမယ်။နိုင်ငံရေးနီးလန်းဆိုတဲ့မှာကျွန်တော်အပြောနဲ့သွားမယ်အမားနဲ့သွားမယ်။နောက်ဆုံးခင်ဗျာဟိုဘက်တွေကဒီလိုမျိုးလက်မခံဘူးဆိုတော့တက်ပလိုကဆေးရသွားမှာပဲ။သွားမှာပဲတက်ပလိုကတက်ပလိုပဲအားလုံးရှိအောင်ပဲတက်ပလိုကတက်ပလိုပဲ။တက်ပလိုကတက်ပလိုပဲကျွန်တော်တို့ကဒီတက်ပလိုချက်တာချက်တယ်။ တက်မတော်ချစ်တယ်ဒါပေမဲ့ကျွန်တော်တို့ပြောရစီတာပြောမယ်လုပ်စရာရှိတာလုပ်မယ်တက်မတော်ကျွန်တော်တို့ချစ်တယ်တက်မတော်ချစ်ရတဲ့အကြောင်းရင်းတွေရှိတယ်တက်မတော်ချစ်ရတဲ့အကြောင်းရင်းတွေရှိတယ်ကျော်ဆိုးပြောလိုက်ရင်တော့ဟုတ်တယ်လို့လူနဲ့သူတို့ကနေပြီးတော့မှပါနော်ဈေးကျွဲွားလို့အခုဆိုရင် last show မျိုးပြန်လဲရရှိတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာဖြစ်တယ်ကျွန်တော်တို့အလုံးလိုက်တည်ထားတဲ့အတိုင်းတေယုတ်ကိုဒီလိုမျိုးစကွန်ဆန်နေပြီးတော့မှဘာလို့ရောင်းစားပြီးတော့မှလို့လိုက်လဲတော့မသိပေမဲ့ MND ကိုတေယုတ်ဘက်ကနေပြီးတော့မှဖျားပေးလို့ဆောင်လို့အခုဆိုရင်တော့ last show မျိုးမှာစကွန်ဆီတွေနဲ့ပြန်လဲအခြေချခွင့်ရတာပြီးတော့မှ သူတို့ရောက်ရောက်ချင်းမှာပဲကျွန်တော်လားရှုံမြုပ်ခံပြီးသူတွေကိုအနိုင်ကျင့်တာတွေတဏှာနဲ့ထောက်ပြလို့မှပေါ့နော်လွေမှုတွေလက်စားတင်လို့ဆောင်နေလို့ကြားတရတာပဲဖြစ်ပါတယ်ဘိုးမတွေဘက်ကနေပြီးတော့မှဘလို့ပဲအားချောင်းနေပါစေကျွန်တော်တော်လိုင်းရေးတဖို့မနေရနေပြီးတော့မှဒီနေ့မှာတော့ဒီလားရှုံမြုပ်ကိုပြန်လဲအရာယူတိတ်နေမယ်ဆိုတာတော့ပြောလို့ရတာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ဇော်ပွင့်ရနေပြီးတော့မှပေါ့နော်အခုဆိုရင်မြောက်လိုင်းတို့အိုးစုကနေပြီးတော့မှငလီမေးတံတင့်ပြီးသူနဲ့ចောင်းသားတွေပေါ်မှာစာမေးပွဲပြန်ဖြေရမယ်ဆိုပြီးတော့မှ ပြောဆိုတာလို့အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘယ်လိုမျိုးပေါက်ကွဲပြောဆိုထားလဲဆိုတာကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်နိုင်ငံတော်ဝန်ကြီးချုပ်ကဒါတိလားမတိလားမသိဘူးအဘကကြိုကြီးဦးမင်းအောင်လိုက်တိပါသလားခင်ဗျာဒီကိစ္စကိုဒီပညာရေးဝန်ကြီးကဘလို့အွှေငံတော်ဆူရောက်ပြီးတော့မှဒီငလင်လောက်တဲ့ဒေတာတွေကိုစာမူးပဲပြန်ဖြေရမယ်ဆိုပြီးတော့ဘလို့အုံနောက်မျိုးနဲ့ပြောလိုက်တာလေအခုလူတွေအစ်ကိုနော်နော်အဲ့ပညာရေးဝန်ကြီးကလည်းဘာလဲဘယ်လိုလဲတော့ကျွန်တော်လည်းမသိဘူးအခုဆဲကြရတာဘာကကြောက်ကြီးကိုပဲဆဲတာဟာ ကလေးဆဲရမှာပဲလေကလေးမသိဘူးလေပြည်သူလူထုကလည်းမသိဘူးလေဟာအစိုးရကိုဆဲတာပေါ့လုံပေါက်လုံပေါက်ကဘလို့ပြဖြေးမှာတော့ဘလို့စိတ်မျိုးနဲ့ဒီတလားနှစ်လားအတွင်းကိုစာချက်ပြီးဖြေးရမှာလေဘလို့မေးခွန်းနဲ့ဖြေးခိုင်းမှာလေအဲ့စာချက်ဖို့ဘလို့စာအုပ်တွေထုံးမှာလေဟမ်ခင်ဗျားတို့အောက်ခြေဒီကလေးတွေရဲ့ဘဝကိုခင်ဗျားတို့ဘာတောင်းမယူဘူးရှိလေဘာတောင်းဝင်ခံမှုရှိလေဟမ်ခင်ဗျားတို့ဒီကလေးတွေနေရင်တည်းရတော့မှငလေလုံးလို့အဆင်မပြေတော့ဘူး ခဏတို့ကတောင်းဖို့ပဲပြန်ဖြေခိုင်းမယ်ဆိုတော့ဘယ်လိုသဘောနဲ့ခဏတို့ပြောလိုက်တာလဲခဏတို့ကငါလက်ကလွတ်ပြုတ်ပြီးရောခဏတို့ကအုံနာမရှိဘူးလားခဏတို့ပညာရေးဝင်ကြီးလုပ်နေပြီတော့မှဟမ်ခဏတို့ပညာရေးဝင်ကြီးလုပ်ပြီးအုံနာမရှိဘူးလားဟမ်ကိုပိုင်ထက်တန်းចောင်းနေចောင်းတက်တယ်ဖြေအကုန်လုံးအောင်ပေးလိုက်ခဏတို့ဆရာဝင်ဝင်ခွင့်ပြေမယ်လူတွေဖြေခိုင်းလိုက် GDI ဘောပါအင်ဂျင်နီယာဖြေခိုင်းလိုက်ဟုတ်လား တက်မလို့စစ်တက်ကတော့တက်မယ်စစ်စေးတို့ဤပညာတက်ကတော့တို့ဖြေခိုင်းနေအဲ့လိုဖြေလို့မရအောင်လားအဒီကလေးတွေအချိန်အခုခမားတို့၆လပိုင်းခမားတို့ကတော့ခမားတို့ကိုလိုယုံတာပေါ့ကလေးတွေကိုဒေပြောနေတာနော်ဒီကောင်ကလေးတွေပြန်ဖြေဆိုပြီးတော့မှကလေးတွေဘလောက်ပင်ပန်းနေမှာလဲသူတို့ဖြေခဲ့ပြီးပြီလေဖြေတာခမားသဘာဝတရားကြီးရောဦးမေအောင်လည်းလောက်ခိုင်းရလဲမဟုတ်ဘူးဘုရားကောရမနဲ့ဆိုဗျာလောက်ခိုင်းတာလည်းမဟုတ်ဘူးသူ့ဘာသူသဘာဝတရားဖြစ်တာကိုဒီကလေးတွေကိုစိတ်တန်တဲ့ကြခမားကိုဆက်ပေးနေတာ ကဲအဲ့ဒီခင်ဗျားတို့ခြောက်ပေါင်းတော်တွေမှာငလင်လောက်တဲ့လူမပါဘူးလားငလင်လောက်သွားတဲ့ကလေးတွေမပါဘူးလားအဲ့ကလေးတွေကဘလို့ပုံစံနဲ့ခင်ဗျားတို့ဆောင်ဖို့ပဲတာဖြေရမှာလေခင်ဗျားတို့အုံနောက်ထဲမှာချီးပဲကြီးတယ်ဘိုးရင်ကတော့တော်တော်လေးဒေါသတကြီးနဲ့ပါနော်ဒီစကောင်စီခန့်ပြည်ရဲ့ဝင်ကြီးကိုပြန်ပြီးတော့မှဆုံးမပြောဆိုထားတာဖြစ်တယ်ဒီကောင်အနေနဲ့ဘလိုမျိုးပြစ်ဒဏ်တွေချမှတ်ခံရမလဲဆိုတာတော့ကျွန်တော်ဆောင်းချမှာပဲပြီးတော့မှတကယ်တမ်းတွေးကြည့်မယ်ဆိုတော့စကောင်စီအနေနဲ့ဒီလိုမျိုးငလင်မိဒဏ်တဲ့ကြောက်သူကြောက်သားတွေပေါ်မှာရဲဆဆနဲ့ပေါ့နော်ဆာမီပွဲတွေပြန်ဖြေရမယ်ဆိုပြီးတော့မှ ထုတ်ပြန်လာပြီးတဲ့နောက်ပိုင်းမှာဘောမတွေကလည်းပြုံးပါလဲပေါက်ကွဲပြောဆိုလာတာပဲဖြစ်ပါတယ်မလိုပဲပြောပြောဒီလိုမျိုးစစ်ကောင်စီရဲ့ပြည်သူတွေပေါ်မှာမဆာနာမငဲညာတတ်တဲ့အခြေအနေကိုအခုကလေးကပေါ့နော်ဒီတမိတာစုနယ်ပါဝင်ဂျန်နက်ပြည်သူတရားလုံးကလည်းပြုံးမှသိရှိလာကြတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပေါက်ကွဲတော့ကလည်းပြုံးမှလာရှိမျိုးနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးပေါ်ပန်းလေးစားတွေပြောဆိုထားအောင်လဲဆိုတာကျွန်တော်စပြီးတော့မှကြည့်လိုက်ရအောင်နော် MND ကိုတရုတ်ကချုပ်ကင်ထားတယ်ဆိုတာမှန်ပါတယ်ညင်းလို့ဘယ်သူမှမရဘူ ။ဘာလို့တို့တို့ကဒီအကျန်းဖတ်တဲ့နီလန်းကိုရွေးမှလဲ။ရွေးမှလဲ။ရင်းရတဲ့လမ်းကိုတို့တို့ရွေးချယ်မှာပေါ့။ဒါကြောင့်ဦးဇင်းတို့လာရှုံမြို့ကြီးကိုပြန်တိုက်ရင်လည်းမရနိုင်ဘူးလား။တိုက်ဆိုတိုက်ရရလာပဲ။ကိုယ့်ဘက်ကလည်းပေးဆက်ပြောတာပဲနော်။နေစုံမပေးဘဲထောင်ချီပေးဆက်ရမှာပဲ။တမ်းမှာ၄၅ခုလောက်နဲ့တိုက်ရလို့ရှိရင်လေ။အဲ့ရတေးပေါက်တွေများပဲဒါမှမနဲ့ခုမပင်းဆက်တဲ့တယောက်မှမတည်ဘဲနဲ့ရပါတယ်အဲ့တော့ MND တွေလည်းကောင်းတယ်သူလည်းမတည်ရတော့ တို့လည်းတို့နေရတို့ပြန်သွားတယ် MADD အဲ့ DNA နဲ့ A တွေနဲ့ GNA နဲ့လုံးဝမတူ PDF တွေနဲ့လုံးဝမတူလုံးဝလုံးဝတို့တို့ကမတူကွဲပြားတယ်ကျန်တဲ့အဖွဲ၄ဘက်ဒီတို့ပြည်သူပေါ်မှာစက်ကြီးောက်တယ်အကျန်းဖက်တယ် MADD တို့တို့ရဲ့သမိတ်တာနာပဲတို့တို့ရဲ့ထမအမိတ်အာနာဘယ်သူမှတို့တို့လည်းမတူဘူးဗျာတို့တို့ရဲ့ဟာပဲ တော့ဥစဉ်တို့လာရှိုးမျိုးကြီးကိုတရုတ်ကိုရောင်းစားတာလည်းမဟုတ်ပါဘူးဗျာတရုတ်ကိုရောင်းစားတာလည်းမဟုတ်ပါဘူးလာရှိုးမျိုးကိုပြန်ရအောင်လို့အတေယုတ်ရဲ့အကူအညီပါတယ်ဆိုရင်တော့ဒါမှန်ပါတယ်။ဒါတော့အိန္ဒိအိန္ဒိချင်းနိုင်ငံဆိုတော့အိန္ဒိကောင်းချင်းပြည်တာရမယ်လေ။မိတ်ဆွေကောင်းပြည်တာရမယ်လေ။ခုထိုင်းဟိုင်းလေထိုနိတူဆိုရယ်မိတ်ဆွေကောင်းပြည်တာပါပြည်တာရပါတယ်။အိန္ဒိယအမျိုးမျိုးဝါဒဖြန့်နေမိတ်ဆွေကောင်းပြည်တာလေ။ ။အဲ့တော့ဟိုလာရတဲ့ကြာအမေရိကန်နမနာကားတဲ့ဘလို့ဟိုလိုညာမြန်မာပြည်ကြီးကိုဘလို့လားဘလို့လားတိုက်မှာရခိုင်ပြည်နယ်ကိုဘလို့ဘလို့အဲ့အဲ့ဟာလေယူလေယာဝါရတွေဖြတ်နေကြတာ။အမေရိကန်ကိုအုပ်ချုပ်နေဂျိုဘန်နေမှမဟုတ်တာ။အခုရှိတယ်အမေရိကန်နိုင်ငံမှာရှိတယ်ခင်ဗျပြည်ပြည်ခွက်ခေါက်တွေတော့မဟုတ်ဘူးချိန်မလဖြစ်နေတာ။အော်တို့တို့ဒီအပိုင်းနဲ့ဘဝရအမျိုးမျိုးဖြတ်လိုက်။ဘဝရအမျိုးဖြတ်လိုက်။ PDF ဒီဒီကြာဒီလာပိုင်းထဲမှာ PDF တွေမရှိမလားခံရလိုက်မယ် မပေါ်တော့ပါနော်ဒီလိုမျိုးတင်ကားခြုံပြီးတော့မှပေါ်ပန်းလေးစားတွေပြောဆိုထားတာဖြစ်တယ်ဒီကောင်းရဲ့နေကုန်းချော်လည်းမကြတော့ဘူးဆိုတော့ကျွန်တော်ပြည်သူတွေကနေပြီးတော့မှပြောဆိုနေကြတာပြီးတော့မှဒီလာရှိုးမျိုးနဲ့ပတ်သက်ပြီးတော့မှဒေါ်လိုင်းတစ်ဖက်ဝင်နေကြတဲ့မှာပေါ်ပန်းလေးစားအားချောင်းပြောဆိုနေတာပဲဖြစ်ပါတယ်စစ်ကောင်စီအနေနဲ့ကတရုတ်ကိုတိုင်းပြည်ကိုရောင်းစားသွားတာပြီးတော့မှခုဆိုရင်တော့လာရှိုးမျိုးကိုရောက်ဖို့ရေးပေါ့နော်တရုတ်နဲ့ပူးပေါင်းပြီးတော့မှကျွန်တော်တို့တော်လိုင်းတဖို့မနေနဲ့ပြည်သူတွေပေါ်မှာလှုပ်ရှားသွားတာပဲဖြစ်ပါတယ်။ဒီလာရှုမျိုးနဲ့အပါဝင်ဂျန်နဲ့ ်ချန်နယ်မျိုးတွေကိုလည်းကျွန်တော်ဘက်ကနေပြီးတော့မှဒီလိုမျိုးနောက်ထပ်မှဖြစ်အောင်ဒီလိုတဖို့ဝင်နေတဲ့ကနေပြီးတော့မှ PPC စနေပါနော်အခုခရေကကြိုတင်ပြဆင်မှုတွေလှုပ်ဆောင်တင်နေတာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတဖို့အနေနဲ့ကတော့အဘသားကိုကြီးဆိုတဲ့ငန်းကနေပြီးတော့မှကျတော့တိုင်တလင်းနဲ့ကန်တပ်ဖို့အနေနဲ့ PDF ရေးချတဲ့မှာဘယ်လိုမျိုးသူခွဲစကားတွေပြောဆိုနေလဲဆိုတာစစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်။လာရှုမျိုးကြီးတော့ငါတို့တက်မလို့ကြီးပြန်လေရရှိသွားပြီ။နော်အချက်ခုနှစ်ချက်နဲ့သဘောတူညီမှုနဲ့ အဲ့ဒါမော်တမြူကြီးချက်ချက်ခုနှစ်ချက်အရာပြောရမယ်ဆိုလို့ရှိလို့ရှင်ဒီငါတို့ရဲ့ကုန်တယ်စီးစင်းမှုလမ်းကြောင်းမူဆယ်မန်လီမရှိသမျှအေးအိုတွေအကုန်လုံးကအနောက်ကိုဆုတ်သွားပါဘူးနော်ရာသတန်နဲ့သွားတာအဓိကကတော့ကုန်စီစီးစင်းမှုတရုတ်ကနေပြီးမြန်မာနိုင်ငံကိုဝင်တဲ့ကုန်စီစီးစင်းမှုပြဿနာတက်နေတာအဲ့ဒါအတွက်ကိုဒီလိုမျိုးနိုင်ငံရေးနည်းနဲ့ဖြည့်ရှင်းလိုက်တာပေါ့ကြီးစံတောင်းအဖောက်ပါပဲနော်ဒါပဲပြောတတ်တာနော်အဲ့တော့ကိုကြီးပြောနေတာကမင်းတို့ လာရှုအတွက်အတီးခံထားရတဲ့ငါတို့ရဲ့ငတုံးကောင်တွေကွာဟို PDF ကောင်တွေအဲ့ကောင်တွေရဲ့အလောင်းတွေအဲ့ကောင်တွေအတ္တရဘာဖြစ်သွားလဲဟမ်ဆက်နမူနာယူစရာကိုပြောတာနော်ဂျားထဲမှာတည်ရတဲ့လူကဗမာတွေပဲတည်ရတာကွာဟုတ်ပြီလားအဲ့တော့မင်းတို့ခိုဘက်ကရခိုင်မှာတိုက်နေတဲ့ဗမာကောင်တွေမင်းတို့ဘာလုပ်မှာလဲမင်းတို့မြင်နေနော်ရှော့တာပဲဖတ်တယ်ကိစ္စအချိန်တန်ပြီးရင် ပြီးသွားမှာပြီးသွားမှာနော် တို့ရခိုင်အောင်လည်းမင်းတို့ပမာတိမယုံနဲ့နော်ဒီဘက်ကကိုကန့်လို့ပါလို့လည်းမင်းတို့မယုံနဲ့မင်းတို့ဂျားထဲမှာအတုံးချနေတာဒီကောင်တွေကတော့စစ်ရှုံးပြီဆိုတာနဲ့တို့တို့တော်လိုင်းတပ်ဖို့ဝင်နေတဲ့ပေါ့နော်ဒီလိုမျိုးပြည်သူတွေချင်းဂျားထဲမှာတွေ့ခွေးမှုတွေဖြစ်အောင်ပြောဆိုနေတာဖြစ်တယ်လာရှုမျိုးကဆိုတော့တို့လည်းထဲကိုရောက်ရှိပြီးတာနဲ့ပေါ့နော်အခုဆိုရင်တို့အနေနဲ့ပြောကောင်းနေတာပြမတေဝအားကိုနဲ့မချေခွင့်နေကြတော့အားလုံးလည်းတွေ့တာဖြစ်ပါတယ်ဘလိုပဲပြောပြောပြည်သူတရားလုံးအနေနဲ့ကတော့တေဝပါဝင်ဂျန်တဲ့ပြည်ပတွေကနေပြတော့မှ မလောပဲဝင်ရောက်ဆွဖက်နေပါစေအခုဆိုရင်တသွေးတသားထဲနဲ့ပေါ့နော်ရှေ့ကိုချီတက်နေကြတာမို့လို့မကြခင်မှာတော့စစ်ကောင်စီကိုကျွန်တော်အနေနဲ့ဒီနေ့ကုန်ထဲမှာပဲဖြိုချမယ်စူပါမားချွေးကြော်ထားကြတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဦးကျော်အနေပြီးတော့မှជីတတောင်းတောင်းမကုန်မဲနဲ့လရှုမျိုးပြန်ပေးစူပါမားပေါ့နော်အော်ခဲကြတဲ့ဘောဟိနဲ့ကျန်တဲ့ဒီဘောမလော်ဗီဒီယိုဘယ်လိုမျိုးအစဉ်ဟောပြောဆိုထားလဲဆိုတာကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်မင်းတို့စောက်သုံးမကြလေဖက်စစ်ကြပုတ်ဘလို့အရေးချင်းရှိတယ်လေ ဟုတ်လားဘလို့များတော့လှုပ်လိုက်တယ်ဆိုပဲမင်းတို့ကွာနွားတွေနွားတွေတကယ်နွားတွေမင်းတို့ကောင်းနေဟုတ်ဒါကြောင့်ဟိုပြည်သူတွေကစစ်ခွေးစစ်ခွေးခေါ်တယ်ဆိုတာမင်းတို့မနာနဲ့မနာနဲ့ဟုတ်မနာနဲ့သာရှုကြည်တစ်ချက်မဖောက်ပဲဟုတ်လားပြန်ရသွားတယ်ဟုတ်လားဟမ်မအေလူဇော်ဘွိုင်းဆိုတဲ့ကောင်ဟမ်နွား ဒေဟုတ်ပြောတာနော်။ဟာရမင်းသိပ်ပြောတဲ့ကောင်ငါလုံးမသာငါရည်ကျင်တာမင်းရောတဲ့လားဟမ်အဘကဘလို့များဘလို့ဘလို့များလှုပ်လိုက်လည်းမသိဘူးဆိုပဲဟမ်ငါလုံးမသာတယောက်ကလိုးတာတဆုံးလိုးတာတဲ့လားတဆုံးလိုးပြီးတော့မင်းတို့နွားတွေလိုမင်းတို့နှစ်ဖားချိုးကင်လာနှစ်ဖက်ရှင်းလားငါပြောတာမေးလိုးတွေတေချာနာတော့နော်နှစ်ဖားချိုးကင်လာဒီဘက်ကစစ်ခွေးဒီဘက်က MNDAA 啊！是亏我那爬就出来了，爬落去就那爬就出来了。先来个？没么事用，没有宝马人有眼光的么事就，事用对不对？反正没有把个把把露说上叫后，都嘛把露一千四叫后，过人突破对吧？对啊，大把以前洗的，把少以前的不要当事用的啊，罗马大的啊！那叫我识可以，有眼光了没有，嗯， 识有以，有眼光没你们哪呢？啊，罗马哈的。 咱拿着枪没跑出来，得有，偏拉路了，哎，没路拍死暖了，拍死死亏暖了，阿路那潘军跟那个平武那路了，哪来哪边啦？啊，那送路的嘛，暖了没？那潘军甩哪地的？对吧？真走了，没走，那话的真走不着。哎呀，何总，嗯，你别讲了，你别讲，丢我，那潘军甩不着，没路呢。 အဲ့တော့သဘောမပေါက်ဘူးကိုယ်နိုင်ငံတည်းကိုသူများဖိလာလိုးနေကြအောင်မိန့်ခံပြီးတော့အာဟာကောင်းလိုက်တာကောင်းလိုက်တာအော်နေတဲ့ကောင်လေးမင်းတို့ကောင်လို့ရှင်းလားငါပြောတာဟုတ်ကြပြောရရေပေါ့နော်ဒီကကိုပြပြနေနဲ့ဆုံးမပြောဆိုသွားတာဖြစ်တယ်သူပြောတဲ့စကလုံးတချို့ဟာဆိုတော့မရိုင်းပေမဲ့ကျွန်တော်ပြောရမယ်ဆိုတော့ဒီလိုမျိုးဘိုးမတွေကိုဆုံးမတဲ့နေရာမှာတော်တော်လေးကိုတင်းတော်တာကိုတွေ့ရပဲဖြစ်ပါတယ်တရုတ်လက်ထက်ကိုစစ်ကောင်ဆက်နေပြီးတော့လာရှုမျိုးစတင်ရောင်းချလိုက်တာပြပြမှာနောက်ထပ်မျိုးတွေကိုလည်းသူတို့ရဲ့အာဏာပါဝါတည်မြဲနိုင်ဖို့ဆိုရင် ရောင်းချဖို့ဝင်မလေးဘူးဆိုတာကျွန်တော်ခုစဉ်တွေ့ရတာပဲဖြစ်ပါတယ်ပီတိုတီအလုံးအနေနဲ့ကတော့ဒီဘောမလော်ဘီတိုက်ရဲ့ဒီလိုမျိုးအတိုင်းပြို့ရောင်းစားပြီးတော့မှပျော်နေတဲ့ပုံမှာမကြင်မရဖြစ်နေတော့မှာဖြစ်ပြမတော်လိုင်းရင်းမှာဒီတက်ပုံပြမဆွန်းဆန်းသမာနဲ့ပေါ့နော်ဆုံးဆုံးဒီတိုက်ထုတ်ဖို့လိုနေပြီဆိုတော့ကိုလည်းပြသနေတာပဲဖြစ်ပါတယ်ဟိုပြီကျွန်တော်တော့ဆုံးဗီဒီယိုသဘောအနေနဲ့ပုံငကားနေပြီးတော့မှာကျွန်တော်ပီတိုတွေအတွက် Federal Democracy နဲ့ရင်းချရင်းမရမချက်ဆုံးဆုံးဒီတိုက်ထုတ်သွားမယ်ဆိုပြမပြောကြားထားတဲ့ဟာလေကျွန်တော်စပီရိုမှာကြည့်လိုက်ရအောင်နော် အများတော်အကျုပ်ဂတိတစ်ခုတောင်းနေတယ်အဲ့ဒီဂတိကိုပေးနိုင်ပါလေဆိုရင်ဂတိပေးပါလေဆိုပြီးတော့တန်ပြန်အောင်ပေးပါအဲ့ဒါတခြားမဟုတ်ဘူးကျုပ်ဒီဒေါ်လာရင်းထဲကိုဝင်လာခဲ့တာကအမှန်လို့မြောက်ရဲဆိုမကြည့်ပဲခဲ့ဘူးအဲ့ဒီလိုပဲခင်ဗျားတို့ကလည်းအဲ့ဒီလိုမကြည့်ပဲနဲ့တိုင်းရင်းသားအားလုံးတို့အမြဲတည်းပေးနေတယ်ဒါပေမဲ့လူရီယာဖောက်ပြန်တတ်တဲ့သဘောရှိတယ်အဝေးသိမ်းတော်နဲ့လမ်းကြောင်းတွေပြည့်သွားတတ်တဲ့သဘောရှိတယ် ဲ့တော့အခုခရေခမည်းတော်ကိုဂျူပြီးတော့အဲ့ဒါကိုအဓိကထားလဲပြောချင်တယ်ဂတိလဲတောင်းနေတယ်ဒီဒေါ်လာအိမ်မှာချုပ်ကခမည်းတော်နဲ့အတူအန်းနိုင်ရောက်တဲ့အထိအသက်ရှင်လျက်ရှိနေမှလဲရှိမယ်ရှိနေလဲရှိနေလဲဘလို့ဆိုဆိုကျွန်တော်တို့တွေဟာကျွန်တော်တို့ရဲ့ရဲဘော်တွေဟာနော်အဲ့နာတွေအားလုံးဒန်းတို့ညီမခွန်းနဲ့ကိုပိုင်ပြားဆန်းခွန်းကိုယ်ပိုင်စံတန်ဖို့တွေကိုအလေးထားကွဖက်ဒရယ်ဒီမိုကရေစီပြည်တော်စုကြီးမရမချင်း ပြသတဲ့နိုင်ငံရေးလမ်းစဉ်ပေါ်မရောမချင်းလက်နက်ကင်ရွေးပဲဖြစ်စေလက်နက်မကင်ပဲနဲ့ပဲဖြစ်စေတိုက်ပွဲဝင်သွားမယ်လို့ခင်ဗျားတို့ဂရီပေးနိုင်လားဂရီပေးနိုင်လားတေချာဖို့ဂရီပေးနိုင်လားအဲ့ဒီဗျာယေရှုတင်ပါအဲ့ဒါကျွန်တော်ဖြစ်စေဆုံးဆန္ဒပဲကျွန်တော်တို့ကလက်နက်ကင်တိုက်ပွဲဝင်နေတယ်ဒါတော့ဘုံငကားနေပြီတော့မှာပေါ့နော်အညာဒေတာမှာကျတော့နေအညာပီတူတွေနဲ့သူအဆုံးစွန်တိ Federal Democracy မရမချေတိုက်တို့သွားမယ်ဆိုပြီးမှပြောကြားထားတဲ့ဟာပဲဖြစ်ပါတယ်။ကျတို့တေချာလေးနားထောင်ကြည့်မယ်ဆိုတော့အညာရီတာမှာဆိုတော့တပေါင်းစုတစ်ခုလိုအပ်နေတော့မဲ့ဖြစ်ပြီးမှစစ်ကောင်စီအနေနဲ့ကတော့ဒီလိုမျိုးပြပြတွေကနေပြီးတော့မှအခွင့်အရေးတွေရယူနေပြီးတော့မှကျတို့ဘက်ကနေပြီးတော့မှလည်းအခုချိန်ကလေးပါနော်တပေါင်းစုတစ်ခုအနေနဲ့ဖွဲ့စည်းနိုင်ဖို့လင်းလင်းမြန်းမြန်းလှုပ်ရှားတင်နေပြီဆိုတာကိုပြသနေတာဖြစ်တယ်။အထူးသဖြင့်ကျတို့အေအေနဲ့ပုံတစ်ဖွဲ့ဝင်လိုမျိုး အဖွဲ့တွေကနေပြတော့မှကျွန်တော်ပြီးမှထပ်တဖြည်းဖြည်းဝင်လာတဲ့အချိန်မှာအညာမှာကျွန်တော်အနေနဲ့ဒီတက်ပေါ်မှာစီစီလုံးလုံးနဲ့တက်ထုတ်နိုင်မယ်ဆိုတော့ကျွန်တော်တပေါင်းစုတစ်ခုအတွင်းနဲ့မကြခင်မှာတော့နေပြတော့တိတိနေမယ်အီအောင်တွေလည်းပိုင်ဆိုင်ထားတာမို့လို့ပြီးတော့တရလုံးနေနဲ့စိတ်မပြအောင်မျောပဲနဲ့အဆုံးစွန်တိကျွန်တော်တော်လိုင်းတက်ဖို့ဝင်နေတဲ့သူချင်းတက်သွားကြပါဆိုလို့ပြောရတဲ့ကျွန်တော်ဒီနေ့မနေ့ပိုင်းဗီဒီယိုကိုဒီနေ့ပါပဲဆုံးသက်ချင်ပါတယ်စအောင်ကြည့်ရှုပေးကြတဲ့မြို့ပပြည်သူများလုံးစိတ်ချမ်းသာကိုကြားမှာကျွန်တော်ပြေဆိုပြီးတော့မှတာယာရဲ့ channel နေလေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်